မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ copyright လွတ်တဲ့ video တပုတ်ဖြစ်အောင်ကျွန်တော်တွေပြုလုပ်နေမြပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်အမေးများတယ်ဘွန်းတော့ကျွန်တော်တင်နန်းသားတွေလည်းမေးတယ်အဲ့တော့ကျွန်တော်မိတ်ဆွေလည်းမေးတယ်အဲ့တော့ YouTube မှာ video တွေတင်တင်ခြင်းတော့ copyright လွတ်အောင်ဘယ်လိုလွတ်မလဲဆိုပြီးမေးထားတဲ့မိတ်ဆွေများရှိပါတယ်ဒီနေ့မှာတော့ copyright မထိအောင် video လုပ်နေမြပေးမှာဖြစ်ပါတယ် video ကတော့မိတ်ဆွေများချိန်နဲ့တက်ရထောင်းလို့ဆဲပေါ့နော်ကောကို Facebook တို့ TikTok တို့ Instagram တို့ chat တွေနေရာနေ download ဆွဲပါအဲ့တော့ download ဆွဲမယ်ဆိုရင်ချက်နေတဲ့ download ဆွဲကျွန်တော်ကတော့ဥပမာအနေနဲ့ TikTok ပြကျွန်တော် TikTok ကနေပြပေးမယ် တော့ဥမဆွေးကြပါဆိုကိုက DP2 တွေပိုင်းကိုက DP2 တွေကိုဒေါင်းလုဒ်ဆွဲဆွဲကျင်နေဆိုရှင်ဒီမှာကျွန်တော်တွေအဲဒီမှာကျွန်တော်တွေမြားလေးရှိရယ်နော်မြားလေးရှိတယ်မြားလေးကိုနှိမ့်လိုက်မယ်ဒီမှာ copy link ဆိုတော့ပါပါတယ်ဟော sorry အဲဒီမှာဒီမှာ copy link ပါနော်အဲ copy link လေးကိုကျွန်တော်တစ်ချက်လောက်နှိမ့်လိုက်မယ် copy link နှိပ်လိုက်ပြီးတော့ကျွန်တော်တွေ TikTok download ဖို့ TikTok download လုပ်ဝင်မယ်เนาะ TikTok download တာကတော့ကျွန်တော်ဒီ play store မှာရှိရယ်เนาะကျွန်တော်ရိုက်ရှိမယ် DNK TOK TikTok download တာပေါ့เนาะ TO အဲဒီမှာတိရတောင်စာဘေးကျွန်တော်ရိုက်ချလိုက်တယ်အများကြီးပဲချက်နှစ်တက်အောင်သုံးလို့ရတယ်နော်ချက်နှစ်တက်အောင်သုံးလို့ရတယ်အဲ့တော့ကျွန်တော်လည်းတစ်ခု download ဆွဲထားတယ်ဒီမှာပေါ့နော်ဒီမှာကျွန်တော်လည်းတစ်ခု download ဆွဲထားတယ်ဒီကောင်လေးဖြစ်ပါတယ်အဲဒီကောင်လေးကျွန်တော်ဖွင့်လိုက်မယ် okay ဖွင့်လိုက်ပြီးတော့ pass ညာလေးကိုနှိပ်ပစ်လိုက်ပါနော်ခုန copy link copy link ယူထားတဲ့ဒီညာလေးမှာရောက်သွားပါလိမ့်မယ်ခဏလေးစောင့်ပေးပါဗျာ โอเคအဲ့ဆိုခုနကဗီဒီယိုတွေကဒီနေ့မှရောက်လာရင်ကျွန်တော်ဒီမှာဒေါင်းလုဒ်ဆွဲဖို့ပါတယ်ဒီမှာเนาะဒေါင်းလုဒ်ဗီဒီယိုဆိုတော့ပါပါတယ်ဒါလေးကိုကျွန်တော်ဒေါင်းလိုက်မယ်အောက်ကကျွန်တော်တို့ကသူ့ရဲ့ logo ပေါ့เนาะ logo မပါချင်းဆိုတော့အောက်ဆုံးမှာရှိတဲ့ no water mark ကိုနှိပ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ logo လေးမပါတော့ပေါ့เนาะဒီမှာဒီကဒေါင်းလုဒ်ဆွဲရတဲ့ရမ်းမြန်နေပြီးသွားပြီเนาะအဲပြီးသွားပြီပြီးဆိုရင်ဒီ app ဗီဒီယိုကျွန်တော်အသုံးပြုမယ်အဲဗီဒီယိုအသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေပထမဆုံးကျွန်တော်တို့ inshot software တဲ့ဝင်မယ်เนาะ inshot software တဲ့ဝင်မယ် inshot software တော့ကျွန်တော်တင်နေသားဆိုတော့ရှိပြီးသားဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတွေမရှိသေးရင်လည်း play store မှာအလွယ်တကူ download ရပါတယ် inshot ဆိုပြီး download ဆက်ပြပါ inshot အားလုံးသိမယ်ထင်ပါတယ်เนาะ inshot software တဲ့ဝင်လိုက်မယ်ဗီဒီယိုလေးကိုနှိပ်လိုက်မယ် new အပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ background ပေါ့เนาะဒီမှာရှိတဲ့ material အရင်နှိပ်မယ်เนาะ material ကိုအရင်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကိုထားခြင်းတဲ့ background တစ်ခုခုပေါ့เนาะအဲ background တစ်ခုခုထားမယ် အဲဒီနေ့မှဒီနေ့မှရွေးစရာတော့အများကြီးပဲရှိတယ်ဗျအများကြီးပဲရှိတယ်အဲ့တော့ဒီနေ့မှကိုချိန်နေတဲ့ရပါတော့ဘယ် background နေနေဒီမှာဒီထားလို့ရပါတယ်အားလုံးက free ပဲเนาะအားလုံးက free ဒီပဲအကုန်ထားလို့ရတယ်ဒီဒီဘက်တန်းနေပေါ့ဒီဘက်တန်းနေမှာရောအများကြီးပဲရှိပါတယ် okay အဲ့တော့ဒါတော့ကျွန်တော်မိတ်ဆွေများချိန်နေတဲ့ background တစ်ခုထားပါတော့ကျွန်တော်လည်းဒီနေရာမှာ background တစ်ခုထားလားညလေးထားလိုက်မယ်ညထားလို့ရှိရင်အခုလိုမျိုးဖြစ်ဖြစ်နေလို့ရှိရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ဒီမှာရှိတဲ့ site လေးကိုတစ်ချက်ကြည့်မယ်เนาะဒီမှာအဲဒီမှာ site လေးကိုတစ်ချက်ကြည့်မယ် မဆယ်လီယိုဒီမှာအမြင်နဲ့ city by name ပဲဖြစ်နေရမယ်เนาะမြန်မာ city by name ပဲဖြစ်ရမယ်ဒါကကျွန်တော်တို့တွေ YouTube တင်တဲ့ site ဖြစ်ပါတယ်ဒါက Facebook တင်တဲ့ site ဒါကတော့ TikTok တင်တဲ့ site ဖြစ်ပါတယ်ကျွန်တော် YouTube တင်မှာဆိုတော့ဒီညလေးကိုထားမှာဖြစ်ပါတယ်ဒီညလေးကကျွန်တော်တွေပြီးအမှန်အမှန်ချစ်ပေးလိုက်မယ်ဒီညလေးကနည်းနည်းလေးကျွန်တော်တို့ဒီလိုမျိုးကိုလိုချင်တော့မမရောက်ဆိုလို့ရှိရင်ဒီမှာလက်လေးနှစ်ချောင်းနဲ့အကျုပ်ချင်းနဲ့အကုန်ချက်ပလက်လို့ရတယ်ခိစားမရှိပါဘူး โอเคပေါ့เนาะခင်ဗျာမရှိပါဘူးဒီမှာလဲကျွန်တော်လိုတလောက်ဗီဒီယိုရှေ့ရှေ့တလောက်ပေါ့เนาะဗီဒီယို10မိနစ်ဆို10မိနစ်စာ9မိနစ်ဆိုတော့9မိနစ်စာဆွဲဆက်နိုင်မယ်เนาะโอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ထားမယ်ပြီးတော့ PMP နိုင်မယ်ဗျာ PMP လေးပါပါတယ်အဲ့ဒီမှာပေါ့เนาะမှာ PMP ပါတယ် PMP လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးခုနထောင်းဆွဲထားတဲ့ဗီဒီယိုလေးကိုထည့်လိုက်မယ်เนาะအဲ့ခုနဒေါင်းလိုဒ်ဆာဗီဒီယိုလေးနှိပ်လိုက်မယ်ဒီမှာအဲဒါဆိုရင်ခုလိုပုံလေးရသွားပြီမနော်သေးနေခြေချက်လို့ရပါတယ်တော့အခုလိုမျိုးဘာကြောက်ပေါ်တာလဲဆိုတော့ဒါကျွန်တော်တို့ကဒါဒီ တတော်နေ download ဆိုလို့အခုလိုပုံစံဖြစ်နေပါတော့တကယ်လို့အဆုံးထိဆွဲချက်လို့ရတဲ့ဟာဆိုရင်အဆုံးထိဒီလိုဆွဲချက်လို့ဆွဆွဲချက်ပြီးပြလို့ရတာနော်အဲတကယ်လို့ကအဆုံးထိဆွဲမချက်ခြင်းပိုလက်စီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဟာလေးကိုဒီဒီဘက်မှာထားပေးမယ်အဲနော်ဒီဟာလေးကိုဒီဘက်မှာထားပေးမယ်အဲ့တော့ဒီဘက်မှာထားပြီးပြီးတော့နောက်တစ်ခါ PNP လေးကိုဆက်နေမယ်နော် PNP လေးကိုတစ်ခါဆက်နေလိုက်မယ် PNP လေးကိုဆက်နေပြီးတော့ကျွန်တော်တို့ကြည့်နေတဲ့ဗီဒီယိုပဲဖြစ်ဖြစ်အဲကျွန်တော်တို့ကြည့်နေတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုတစ်ပုဒ်လောက်ကျွန်တော်ထည့်ပေး โอเคပြီးတော့ကျွန်တော်ရဲ့ဘေးမှာဗီဒီယိုဘုတ်ထည့်မယ်เนาะဗီဒီယိုဘုတ်ထည့်လိုက်မယ်အဲကျွန်တော်ကဒီဗီဒီယိုကကျွန်တော်တို့ကျွန်တော် free to free ရိုက်ထားတဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုထည့်လဲရတယ်သုံးမဟုတ်တခြားတခြားဗီဒီယိုပေါ့เนาะ free ဗီဒီယိုထည့်လဲရတယ်ကျွန်တော်ဥပမာအနေနဲ့ဆန်းပြမယ်ဒါတော့ဒါတော့ကျွန်တော်ဗီဒီယိုပေါ့เนาะโอเคအဲဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုတင်ပတ်ထားပြီးဒီဗီဒီယိုတင်ပတ်ထားလိုက်မယ်เนาะဟဲ့ပြီးပြီးလို့ရှိရင်ပြီးလို့ရှိရင်ဒီမှာဒီမှာကျွန်တော်ရဲ့ဗီဒီယို background ဖြောက်လို့ရတယ်เนาะကျွန်တော်ဖြောက်ကြည့်ကြည့်လိုက်မယ် background ဖြောက်မယ်ဆိုရင် cut out လေးကိုနှိပ်မယ် cut out ဒီမှာရှိပါတယ် cut out လေးနှိပ်ပြီးဒီမှာ cut out လေးနှိပ်လိုက်လို့ရှိရင်တော့ကျွန်တော်ဗီဒီယိုက background ပျောက်သွားပါပြီပေါ့เนาะ background ပျောက်သွားပြီဟဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုက background ပျောက်သွားပြီဒါဆိုရင်ကျွန်တော်တွေဒီတရားရခိုင်နှုန်းတေချာပေါက်ကျွန်တော်တွေ copy လိုက်လွတ်ပါပြီဒီမှာเนาะအဲဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုတွေပါတယ် သူဟိုသူ့ပြီလို့လည်းပါတယ်ဒါဆိုရင်ကျွန်တော်ပြချင်တယ်ပြလို့ရတယ်ခင်လို့ကျွန်တော်ပြီလို့ကျွန်တော်မျက်နှာရအရင်မပြချင်မြတ်တည်တည်ပဲပြချင်တယ်ဆိုရင်လည်းကိစ္စမရှိပါဘူးကျွန်တော်ဟာလေကျွန်တော်ပြီလို့ထောက်လိုက်မယ် mass ဆိုတာပါပါတယ်ဒါမှ mass နော် mass ကိုနေလိုက်မယ်နောက်ပြီးအဝိုင်းကြီးရှိတယ်၄တောက်လားအဲ့တော့တချမ်းနာအဝိုင်းလားအဲ့တော့အဝိုင်းလေးပဲပြချင်တယ်ဆိုအဝိုင်းလေးပဲကျွန်တော်နည်းနည်းလှုပ်သေးလိုက်မယ်ဗျာမဲပြီးလို့ရှိရင်ကျွန်တော်တို့သူ့ဟာလေးကိုနည်းနည်းလှုပ်ကြည့်လိုက်မယ်အဲဒါမျိုးဆိုရင်လည်းစင်ပြေတာပဲအဲ့လိုမျိုးသေးဘူးဗျာကျွန်တော်တို့ကနည်းနည်းလေးအာ ကျွန်တော်နည်းနည်းလေးဒီအောက်ကိုရွှေ့လိုက်မယ်ပြီးတော့အဲ့ mask ကိုပြန်နေမယ်အဝိုင်းလေးကိုကျွန်တော်အယောင်လေးထည့်လိုက်မယ်ဗျကျွန်တော်တို့ကျွန်တော်တို့ပုံလေးတည်တာတော့အဲကျွန်တော်အပြာလေးထည့်လိုက်မယ်အဲသို့မဟုတ်လည်းသူ့အနောက်ခံအယောင်ကအမဲဆိုအမဲထည့်လိုက်မယ်သို့မဟုတ်လည်းခဲဆိုခဲထည့်လိုက်မယ်ဒါမျိုးထည့်လိုက်ရတယ်အဲဒါဆိုရင်အယောင်လေးနဲ့လည်းဖြစ်သွားမယ်အဲဒါလိုလည်းလုပ်လို့ရတယ်နော်အဲဒါဆိုလို့ရှိရင်လည်း copy light လွတ်ပါတယ်ဗျဟုတ်ပြီဗျကျွန်တော်တို့ကျွန်တော်မျက်နှာကြီးကိုပြမှာအဆင်မပြေဘူးအာကျွန်တော်အတန်လည်းမသွင်းချင်ဘူးဆိုလို့ရှိရင်လည်းခိစားမရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ခုနက အဲကျွန်တော်တို့ထည့်တာလည်းကျွန်တော်ပြင်လိုက်ပြီးဖြတ်ဖြတ်လိုက်ပါမယ်ဖြတ်လိုက်ပြီးတော့နောက်ထပ် free video တစ်ပုဒ်ထည့်ပါမယ် free video ကတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့လေ Pinterest မှာရှိပါတယ် Pinterest လေးကိုနှိမ့်လိုက်မယ် Pinterest ကတော့ကျွန်တော်တင်နေတာတင်နေတာဆိုအားလုံးရှိပြီးသားပါဗျအဲတော့မိတ်ဆွေများမရှိသေးရင် Playlist မှာ download လိုက်ပါ Pinterest တော့အားလုံးသိမယ်ထင်ပါနော် Pinterest လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ် ဖွင့်လှစ်ပြီးတော့ဒီတဲမှာသူနဲ့ kait တဲ့ဗီဒီယိုအများကြီးပဲရှိပါတယ်ကျွန်တော်ဗီဒီယိုတပုတ်ပေါ်ပြန်တော့ကျွန်တော်ကိုတင်မဲ့ဗီဒီယိုနဲ့နည်းနည်းလေးနှီးစက်မဲ့ဗီဒီယိုပေါ့အဲလိုမျိုးအမျိုးအမျိုးစားချင်းတိတ်မကွာတဲ့ဗီဒီယိုပေါ့အဲလိုမျိုးလေးတွေကိုကျွန်တော်တို့ကဒီမှာ download ဆွဲပြန်မှာဖြစ်ပါတယ် download ဆွဲမဲ့ဆိုလို့ရှိရင်ဒီ Pinterest အသုံးပြုနည်းနဲ့ download ဆွဲနေရတော့ကျွန်တော်အရင်ဗီဒီယိုမှာမရောက်ပေးခဲ့ပါဘူးเนาะကျွန်တော်တင်နေသားရဆိုတော့သိပါတယ်ကျွန်တော်မိတ်ဆွေလည်း YouTube ကကြည့်တဲ့မိတ်ဆွေလည်းသိပါတယ်เนาะ YouTube ကကြည့်တဲ့မိတ်ဆွေတွေရှိနေကျွန်တော်ရဲ့ကျွန်တော်အရင်ဗီဒီယိုမှာတင်ခဲ့ပါတယ် โอเคအဲ့ဒါအဲ့ဒါလေးကိုကျွန်တော်တို့ကဒီဒီဗီဒီယိုတပုတ်ကိုယူယူဒေါင်းလုဒ်ဆွဲဒေါင်းလုဒ်ဆွဲပြီးတော့ခုနအထဲမှာပြန်ထည့်မယ်เนาะဒီနေရာမှာပြန်ထည့်မယ်ပြန်ပြီးပြန်နှိပ်မယ်ကျွန်တော်တို့ခုနကျွန်တော်တို့ဒေါင်းလုဒ်ဆွဲထားတဲ့ဗီဒီယိုမှာဘယ်လိုဗီဒီယိုပဲဖြစ်ဖြစ်ပေါ့เนาะသူနဲ့နည်းနည်းကိုက်ညီမယ်ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့အဲ့ကျွန်တော်တို့ဥပမာနေနဲ့ဒီတရားလေးထည့်ကြည့်လိုက်မယ်โอเคဒီလေးထည့်ဒီရားလေးထည့်ကြည့်လိုက်မယ်ထည့်ထည့်ကြည့်လိုက်မယ်ဒီကောင်လေးရောက်ဘေးထွက်နေခရော့နေပြီးတော့ဒီဘက်လေးကိုတချင်ထားလိုက်မယ် โอเคအဲဒါမျိုးဒီလိုဒီလိုပေါ့နော်ဒါဒါဆိုလို့ရှိရင်လည်းရတယ်ဒါမှမဟုတ်ကိုအဓိကပြချင်တာဒီဘက်ကကောင်ဆိုလို့ရှိရင်အဲကောင်လေးကိုကျွန်တော်လေးဒါဆိုရင်ဘယ်ဘက်ကောင်နည်းနည်းပြန်သေးလိုက်မယ် mass နဲ့ mass နဲ့လိုက်ပြီးတော့နည်းနည်းလှုပ်သေးလိုက်မယ်အဲဒါဆိုရင် तू လည်းဟောနော်ဒါဆိုသူလည်းသေးသွားပြီအဲဒါဆိုလို့ရှိရင်ရပြီအဲဒီကလေးဒီဗီဒီယိုမှာအတန်ပါနေနော်ဒီဗီဒီယိုအတန်တော့ဖြောက်ပေးပေါ့နော်ကျွန်တော်တို့အဓိကပြချင်တဲ့ဗီဒီယိုတော့အတန်တော့မဖြောက်နဲ့ပေါ့နော် speaker လေးရှိတယ် volume ပေါ့နော်ဒါလေးနှိပ်လိုက်မယ်အတန်လျှော့လိုက်မယ်ဗျာဒါဆိုရင် ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယိုကအတန်လုံးဝပျောက်သွားပြီးတော့ကျွန်တော်တို့ကျွန်တော်ပြချင်တဲ့ဗီဒီယိုလည်းရပါပြီ။အဲဒါဆိုရင်ရတော့ပါပြီဗျာနော်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါဆိုရင်အဆင်ပြေတော့ပါပြီ။ကဲဒါတော့ဆိုအားလုံးပဲကျွန်တော်တို့ copyright လုတ်တဲ့ဗီဒီယိုတစ်ပုဒ်ထုတ်တက်ပြီးထင်ပါတယ်။အကောင်းဆုံးတော့ကျွန်တော်တို့ face to face ရိုက်ထားတဲ့အခုလိုကြည့်နေတဲ့ပုံဗီဒီယိုလေးကိုထည့်လိုက်ရင်တော့ပိုကောင်းတာပေါ့ဗျာနော်။ပိုကောင်းတာပေါ့။ပိုတို့ ပို့လို့ကျွန်တော်လွတ်လွတ်လပ်တာပေါ့ကျွန်တော်မျက်နှာလေးကျွန်တော်တို့အတန်လေးကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီ face to face တွေမထည့်ချင်ဆိုလို့ရှိရင်ခုလိုပဲ printer မှာရှိတဲ့ free video လေးကိုကြိုက်နေတဲ့ရသူနဲ့ကိုက်မြန်လေးလေးကိုပြန်ထည့်လို့လည်းရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တွေ export ထုတ်လိုက်မယ်နော်ဟော sorry sorry ဒီကောင်လေးကိုကျွန်တော်ဒီကောင်လေးကျွန်တော် export ထုတ်မယ်အဲဒီကလို့ဒီမှာဒီဒီမှာရှိတဲ့သူ့ရဲ့ in short logo ကလည်းဒီမှာဖြောက်လို့ရတယ်နော်ဖြောက်မစုံဒါလေးကိုနှိပ်လိုက်မယ်အောက်မှာရှိတဲ့ free remove ဆိုတာရှိတယ်ဒါလေးနှိပ်ပလိုက်မှာပဲတခါလေးနဲ့အော် sorry သူက line ဖွင့်ထားလို့ရှိရင်ကြော်ညာကြည့်ရ line ဖွင့်မထားရင်လုံးဝကြည့်စရာမလိုပါဘူး okay ဒါဆိုလို့ရှိရင်လုံးဝကြည့်စရာမလိုဘူးနော်တခါလေးပြီးသွားတယ် okay ဒါဆိုရင်ရပါပြီရပြီဆိုရင်အပေါ်မှာရှိတဲ့ export တွေကိုကျွန်တော် sorry ပေါ်မှာရှိတဲ့ အပေါ်မှာရှိတဲ့ export တွေကိုကျွန်တော်ထုတ်မယ်အဲကျွန်တော် export export မထုတ်ခင်မှာကျွန်တော်တို့ဗီဒီယိုနည်းချိန်ကြည့်မှာပေါ့နော်အပေါ်ဗီဒီယိုနဲ့အောက်ဗီဒီယိုနဲ့ကန့်ညီမှုရှိရလားပေါ့အဲကျွန်တော်ကန့်ညီမှုရှိမှာအဆင်ပြေမှာဟုတ်အဲတော့ကန့်ညီမှုရှိကန့်ညီမှုရှိမှရှိလေးကြည့်မယ်ဒီလိုကန့်ညီမှုမရှိဆိုလို့ဆိုလို့ရှိရင်ကျွန်တော်ဒီရလေးတို့ကန့်ညီမှုရှိအောင်ဆွဲဆက်မယ်ပေါ့နော်အတူတူဖြစ်အောင်ဆွဲဆက်မယ်အဲဒီအပေါ်နဲ့အောက်နဲ့ညီနေရမယ်ပင်းစောစောစောထက်လိုက်တဲ့ဗီဒီယိုဒါရောညီလာမညီဒါတိုးနေနော်တိုးနေကျွန်တော်တို့ရဲ့ဒီဗီဒီယိုထပ်ရှင်မယ်ဆိုရင်ဒီဘက်မှာထပ်ရှင်ကြလေးပါတယ်ဒီမှာအဲ duplicate ပေါ့နော်အဲမှာထပ်ရှိတဲ့ထပ်ရှိတဲ့ဗီဒီယိုလေးပါပါတယ်ထပ်ပွားတာပေါ့နော်ပြောမလို့ဒီမှာထပ်ပွားတာထပ်ပွားတာလေးပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ထပ်ပွားသွားပြီနော်ဟဲဒါလို့ရှိသွားနေနေပြန်ဆုပ်လိုက်မယ်ဒါဆိုသုံးခုသလုံး quality ဖြစ်သွားပြီအားလုံး quality ဖြစ်နေရမှာနော်ဒါမျိုးလေးဖြစ်နေရမှာဖြစ်ပါတယ်ကဲဒါလောက်ဆိုအားလုံးအစီအမံမယ်ထင်ပါတယ်ပြီးရင် export လေးနှိပ်မယ် export နှိပ်ပြီးတော့အနည်းဆုံး1080ထုတ်ထုတ်ပေးရမယ်1080နဲ့ဒီရဒီ frame frame rate ကတော့ငါကျွန်တော်တို့90ထားလေးရှိပါတယ်အရန်တူရင်တော့ကျွန်တော်တို့ဒီ အရန်ရှိရင်တော့ကျွန်တော်တွေဒီနည်းနည်းကျွန်တော်က site ကိုတလုံး50လို့60လို့နဲ့ထုတ်တယ်ခါခါကြောက်ရှိရင်လည်း60နဲ့ထုတ်တယ်ရန်တွင်အရန်ရှိရင်တော့30နဲ့ပဲထုတ်လိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေများလည်းကြိုက်နေတဲ့ထုတ်ပါကျွန်တော်တို့50နဲ့ထုတ်လိုက်မယ်ရုပ်လည်းအကြည့်ထွက်သွားတာပေါ့နော်ဒီမှာလည်းကျွန်တော်2080ဘေးမှာလည်းဒီမှာ 42K 4K တွေအများကြီးပါတော့အဲ့တော့တွင်ထုတ်လို့ရလဲရှင်တော့ကျွန်တော်လေး1080ပဲထုတ်မယ်ပြီး export နိုင်မယ်အားဒါဆိုအားလုံးပြီးတော့ပါပြီဗျာ အားလုံးစီပြီမှထင်ပါတယ်လိုအပ်တဲ့လေးလေးမေးခဲ့လို့ရပါတယ်အခုလိုမျိုးပေါ့နော်ခေါ်ပြီးတော့လွတ်တဲ့ဗီဒီယိုလေးပုံစံလုပ်နေလေးတွေအများကြီးကျွန်တော်တင်ထားပါတယ်အားလုံးပဲစီပြီမယ်လို့ထင်ပါတယ်ဗျာ